ဟုတ်ပြီခေါင်းပွဲ Charles Oliver နဲ့ Matas Cameron အမန်က Oliver နဲ့ Rafi Visit တို့ကိုတည်ထားတာပါနှစ်ပတ်လုံးမှ Rafi Visit ကဒုတက်ရန်ရပြီးတော့ဆရာဝန်တွေကထိုးခွင့်မပြုလို့ပွဲကနေထွက်သွားပါတယ် Rafi မှာငကိုတွေကလည်းဒုတက်ရန်အခန့်ကရှိပြီးသားအဲ့တော့ UFC ကချက်ချင်းပြိုင်ဘက်လိုက်ရှာတော့ Matas Cameron ကသူ့ထိုးမယ်ဆိုပြီးတော့ဒီပွဲကဖြစ်လာတာမျိုးပါလေးလံကြည့်ရမယ်ဆိုရင် Oli အကြောင်းတက် Matas Cameron အကြောင်းကိုပို့ပြီးတော့ပြောတင်တယ် ဒီဘက်ကပိုလန်နိုင်ငံသားနဗန်း background နေလာတယ်။ American Tortoise မှာအခုစော့နေလို့ Stanford ရော Ground Fire ရောမျှတယ်။အဲ့ဒါကောမှအမားအနေဆုံးစော့နိုင်တယ်။ risk မရှိတဲ့နီလန်းကိုပဲအတက်နိုင်ဆုံးရွေးပြီးတော့စော့တာတွေ့ရတယ်။တပွဲမှအလဲထိုးမခံရသလို submission နဲ့လည်းတပွဲမှမရှုံးဘူး။ရှာရှာပပရှုံးပွဲ၃ပွဲကလည်း decision နဲ့ပဲရှုံးမှုထားတာပါ။ Rafi Physics ကနေစလို့ Rafi Dose Angels တေဟုတ်ကတော့အပောင်ဝင်လူတိုင်းနှိပါကိုဝင်လုံးရတယ်။အာမန်စရုခန့်ကိုတော့မှပြန်ပြီးတော့လုံးနိုင်တယ်။နိုင်လဲနိုင်ခဲ့တယ်။ နပိုင်းပိုင်းကလုံးဝနိုင်မနေဘူးကျွန်တော်အမြင်ရတော့ Gamros က Oli ကိုကိုနပိုင်းပိုင်းကောင်းတယ်ဆိုပေမဲ့ဝင်လုံးမှာမဟုတ်လောက်ဘူးအမန်ကိုသူပြန်ဆော့တော့ကလည်း striking ပိုင်းအထူးပြုနေပဲဆော့ခဲ့တာ Oli ကိုသူဝင်လုံးမယ်ဆိုရင်အချုပ်ခံရနိုင်တယ်ဆိုတာသူသိလိုက်မယ် risk အနည်းဆုံးပဲဆော့ထက်တဲ့သူမို့လို့ဒီနေ့ကသူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။ဒါကြောင့် Matt Gamros ကဒီဘွဲမှာ striking ဘိုင်းနဲ့ပဲပွဲထွက်လာလိမ့်မယ်။ Wildland ကိုအထူးပြုပြီးတော့ဆော့လိမ့်မယ်။ကျွန်တော်သား Gamros ဆိုရင်လည်းဒီလိုပဲလုံးမှာပါ။ Oliyo ကြတော့ jump mic လို့ကျွန်တော်တို့ကပြန်သုံးရမယ်။အရင်တော့ jump mic ဆိုတဲ့စကားက Justin Gage ကိုသုံးတာပါ။အခု Gage ကလိမ့်မှာပါနဲ့လွန်လို့ Yogi Wilson ဝစ်ပေးထားရတော့မယ့်အနေအထားဖြစ်နေပြီ။တကယ်တမ်းမိုက်တာက Oli ဖြစ်နေတာ။ Wildland ကောင်းတဲ့ကောင်ကိုလည်းရှင်ဝိုက်တယ်။ သူမောက်ကိုမောက်ဆိုတဲ့လမ်းကိုတိတ်ပြီးတော့ရွေးတယ်လက်ကျတက်တယ်ကြောပွင့်တက်တယ်အဲ့ဒါကြောင့်လဲခဏခဏမောက်တယ်အီလီယာတပိုရီယာနဲ့ပွဲမှာလဲမောက်သွားတယ်ဒါကြောင့်ပဲအဲ့ဒီအမားကို ပြင်မလာရင်မာတက်စကာသူ့ကို striking ဘိုင်းနဲ့ပဲနိုင်လိမ့်မယ်မာယူရဲ့ဆန်ရင်သူ့ရဲ့အိမ်ကွင်းမှာလဲသူမောက်လိမ့်မယ်အဲ့ဒီဘိုင်းကိုပြင်လာနိုင်ရင်တော့ဂုတ်ပေါ်ခွာတက်ရီယာနီကယ်ချုပ်တစ်ခုခုနဲ့အဆုံးသတ်နိုင်လိမ့်မယ်ဒီလိုတော့ပြောလို့ရတယ်ဗျာအမှန်ဆုံးဖြတ်နေဆိုရင်မတက်ဂမ်ရော့စ်နန်နန်ဂျီမြင့်တယ်ဆမ်မရှင်ပိုင်းနဲ့ဆိုရင်အိုလီနန်နန်ဂျီမြင့်ပါတယ် နှစ်ယောက်စလုံးရှင်ပွားကြမယ်ဆိုရင်တော့မာတက်စ်လည်းမှောက်နိုင်တယ်။အိုလီလည်းမှောက်နိုင်တယ်။ဒါပေမဲ့အိုလီကနည်းနည်းလေးပို့ပြီးတော့မှောက်နိုင်တယ်။ပေါင်ကြီးမှာအိုလီ1.8 assist ဂမ်ရော1.94ပါ။တိတ်မကွာဘူးဆိုတဲ့သဘောပါ။တကယ်လည်းတိတ်တော့မကွာပါဘူး။နေရောတာပါ။တနေ့ကနေနဲ့မနက်ကျရင်ကျွန်တော်တို့ Telegram မှာပြန်တွေ့ကြရအောင်။တတ social media platform တွေရဲ့ rule အရာကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNYH ကိုသုံးပါ